ရိုင်းရဲ့တိုက်ခိုက်ရေးချက်လေရင်တွေရုရှားရဲ့ဇာပိုရီရှားဒရုန်းကုတ်ကဲရေးဌာနကိုဖျက်ဆီး Now, Ukrainian President Volodymyr Zelensky has said that there is a serious threat at Russia occupied nuclear power plant. နောက်တော့ငါးခုနဲ့နိုဝင်ဘာလ6ရက်နေ့မှာယူကရိန်းအရှေ့တောင်ပိုင်းဇပိုရီရှားမှာရှိတဲ့နျူကလ িয়ার ဓာတ်ပိစက်ရုံဟာရုရှားအတွက်ကုတ်ကဲဆန္ဒဖြစ်လာခဲ့ပါတယ်။ဒါဥရောပရဲ့စွမ်းအင်ကိုဆက်လက်ပေးစွမ်းနိုင်ခြင်းမရှိတော့ပါဘူး။ရုရှားကဒရုန်းတိုက်ခိုက်မှုတွေကိုထိန်းချုပ်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ တာဟာယူကရိန်းတောင်ပိုင်းတစ်လျှောက်လုံးမှာရှိတဲ့ UAV drone တိုက်ခိုက်မှုတွေရဲ့အုံနောက်ဖြစ်လာပါတယ်။လွန်ခဲ့တဲ့21ရက်အတွင်းရုရှားဟာဒီနေရာကနေ drone တိုက်ခိုက်မှု480ကျော်စတင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကတောင်ပိုင်းစစ်မြေနဲ့တစ်လျှောက်လုံးကိုထိမှန်ခဲ့ပါတယ်။ဒီ area မှာယူကရိန်းအရေးသားတပ်တော်ခုနှစ်တန်းကျော်နေထိုင်ပါတယ်။တိုက်ခိုက်မှုတွေကပြင်းထန်တဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေခဲ့တာပါ။ယူကရိန်းကတမ်မရီယောင်စစ်ဝင်ဆက်စင်ကြီးကိုစတင်ခဲ့ပါတယ်။ F15E Strike Eagle တိုက်ခိုက်ချက်လျင်25စင်းပြန်တက်လာခဲ့ပါတယ်။ ဂျယ်လေးရင်တစည်းချင်းစီဟာ4500 kg အလေးချိန်ရှိတဲ့တိကျတဲ့ဘုံတွေကိုတည်ဆောင်ခဲ့ပါရီဒီဘုံတွေကို PD2 drone 54စင်းကကူညီထောက်ပံ့ပေးခဲ့ပါရီဒီထောက်ကို drone တွေကအတူရောင်အချက်ပြမှုတွေကိုဖန်တီးခဲ့ပါရီရုရှား radar ကိုနှောက်ယှက်ခဲ့ပါရီရုရှားလေကြောင်းရဲ့ကာကွယ်ရေးတွေကိုလည်းစဝေစွာဖြစ်စေဖို့ကြိုးစားခဲ့ပါရီစီဘိုရီရှားဘော်ကကောင်းငင်ဟာလင်းထိန်သွားခဲ့ပါရီဒီတိုက်ခိုက်မှုကရုရှားရဲ့ drone ကုကေးစင်တာကိုဖျက်ဆီးပစ်နိုင်မလားဒါမှမဟုတ်ရုရှားရဲ့ခိုင်မာတဲ့ကာကွယ်ရေးကအားလုံးကိုတားဆီးနိုင်မလားကျွန်တော်တို့အခုပဲရှာဖွေကြည့်လိုက်ရအောင်ပါ 2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့စီပိုရီရှာမှာည9:45မိနစ်ဖြစ်ပါတယ်။ရတ္တပတ်တွေကြောင်းရုရှားစစ်သားတွေကဥရောပမှာအကြီးဆုံးဖြစ်တဲ့စီပိုရီရှာနျူကလ িয়ার ဓာတ်အပိစယုံကိုစစ်စခန်းတစ်ခုအဖြစ်ပြောင်းလဲခဲ့ကြပါတယ်။အစအုံတွေအတွင်မှာအလုံသမားတွေကလျှက်စစ်တအားထုတ်လုပ်နေခြင်းမရှိပါဘူး။သူတို့က drone စစ်စင်ရေးတွေကိုထိန်းချုပ်နေကြပါတယ်။မြေရောက်ခံတက်တခုအတွင်မှာကုတ်ကဲရေးစခန်းတခုရှိပါတယ်။ဒါအနေရောညပါအလုပ်လုပ်ပါတယ်။ယာနဲ့ချီတဲ့မျက်နှာပြင်တွေ၊ဂျိုရူးချိတ်ဆက်မှုတွေ၊စာဝတ်ထားတဲ့လမ်းကြောင်းတွေရှိပါတယ်။ သူတို့ဟာယူကရိန်းတောင်ပိုင်းတစ်လျှောက်လုံးက drone တိုက်ခိုက်မှုတွေကိုထိန်းချုပ်ခဲ့ကြတာပါအလုံသမာ120ရှိပြီးအလှည့်ကျအလလုံပါရီစောင့်ကြည့်ခြင်းပြင်မှတ်ထားခြင်းနဲ့တိုက်ခတ်ခြင်းလုပ်ငန်းတွေကိုကင်ွယ်ခဲ့ကြပါရီညာပေါင်း22ညစက်တိုက်ယူကရိန်းရဲ့နေရာတွေကိုထိမှန်ခဲ့ပါရီရုရှားဟာဒီကွန်ရက်တွေကနေ၃ဘတ်အတွင်း drone mission 480ကိုပြန်တန်းခဲ့ပါရီ ဒီမစ်ရှင်တွေကယူကရိန်းယင်82စီးကွင်းစင်စေးရုံ6ခုကိုဖျက်ဆီးခဲ့ပါတယ်။ယူကရိန်းစစ်သား300ကျော်ထိ송တန်ရာရခဲ့ပါတယ်။ကျွမ်းကျင်သူတွေကဒီကိုကေအေးဆန္ဒဟာတောင်ပိုင်းစစ်မျက်နှာမှာရှိတဲ့ရုရှားရဲ့ drone တိုက်ခိုက်မှု40ရာခိုင်နှုန်းကိုထိန်းချုပ်ခဲ့တယ်လို့ပြောပါတယ်။အတွင်းကထုတ်လွှင့်ဆက်တွေ၊ကုန်တင်ကားတွေ၊အင်တာနာတွေနဲ့အရန် drone တွေစက်ပစ္စည်းတွေအားလုံးရဲ့တန်ဖိုးကဒေါ်လာ1.1ဘီလီယံရှိပါတယ်။လူသားကုန်ကျစရိတ်ကအရန်အောင်မြင်ပါခဲ့ပါတယ်။ drone mission တစ်ခုစင်းစီဟာဒေါ်လာ2500လောက်ကုန်ကျပါတယ်။ ဒီစနစ်ကတပတ်ကိုဒေါ်လာ12တန်းနီးပါးအသုံးပြုခဲ့တာပါဒါဟာမျိုးတွေမှာကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေခဲ့ပါတယ်တရားတွေတူလောင်ယုံတွေနဲ့ဓာအားပေးစက်ယုံတွေအားလုံးထိမှန်ခဲ့ပါတယ်ည10နာရီမှာယူကရိန်းကအမိန်ပေးခဲ့ပါတယ်ပြစ်မှတ်ကလည်းရှင်ပါတယ်ဒါအမြေအောက်မီတာ30မှာရှိတဲ့ကုတ်ကဲဆန္ဒဖြစ်ပါတယ်ဒရယောင်ကြီးကြောင့်အန်ဒီရဲကလည်းအယံကိုမြင်ပါပါတယ်ဒါပေမဲ့ပိုကြကြဆောင်ဆိုင်နေခဲ့ရင်တိတ်ဆုပ်မှုနဲ့ပျက်စီးဆုံးရှုံးမှုပိုပြီးများလာပါလိမ့်မယ်။မစ်ရှင်ကတတိနဲ့ပြည်ပြည်စုံနဲ့ပြစ်မှတ်ထားမှုကိုလိုအပ်ပါတယ် F15E Strike Eagle 2250ဟာနေမထွက်ခင်ရန်သူ၄ပိုင်းနဲ့ထဲပြန်တမ်းဝင်ရောက်ပါလိမ့်မယ်။သူတို့ရဲ့မစ်ရှင်ကလည်းရိုးရှင်ပါလေ။ရုရှားရဲ့ drone ကုကေးအုံနောက်ကိုဖျက်ဆီးဖို့ပါ။ဒနီပရိုလေကြောင်းကုကေးစင်တာမှာမနက်3:30မိနစ်ဖြစ်ပါလိမ့်။အမိန်တွေကို2နာရီအစောကမှလက်မှတ်ရေးထိုးခဲ့တာပါ။မြေရောက်ခံတထဲမှာအစီအစဉ်ကိုတဆင်ချင်းစီတည်ဆောက်ခဲ့ပါလိမ့်။ပြမမျက်နှာပြမစီပိုရေရှာနျူကလ িয়ার ဆက်ယုံကိုအနီရောင်နဲ့အမှတ်သားပြုထားပါရီ။ဧရိယာတစ်ခုလုံးက6စတူရန်မှန်ရှိပါရီ။ S400 လေကြောင်းရန်ကာကွယ် factory နှစ်ခုကအပြင်ဘက်ကိုကာကွယ်ပါရီ Panzer S1 စနစ်၄ခုက area အတွင်းမှာရပ်နေပါရီ S400 battery တစ်ခုစီကပြင်မှတ်80ကျော်ကိုတပြိုင်နက်တည်းချီအားခံနိုင်ပါရီဒုံးကြီးတစည်းစီဟာဒေါ်လာ၄သိန်းကုန်ကြပါရီယူကရိန်းကအစီအစဉ်ကိုတမ်မရီရောင်ရှက်စာဝန်ဆစ်စင်ရီလို့ခေါ်ဆိုခဲ့ပါရီအစီအစဉ်ရဲ့ဗဟိုမှာ F15E Strike Eagle 25စင်းရှိပါရီဂျယ်လီယန်တစည်းချင်းစီဟာ GBU-72 ဘန်ကာပြတ်ဘုံးနှလုံးတည်ဆောင်ထားပါရီ ဘုံတလုံးချင်းစီဟာပေါင်9000အလေးချိန်ရှိပါတယ်။ထောက်ကူမှုကို PD2 drone 54စင်းကပေးခဲ့ပါတယ်။ဒီ drone တွေကရေဒါကိုနှောက်ယှက်ပါလိမ့်မယ်။အတူရောအချက်ပြမှုတွေကိုဒီ drone တွေကဖမ်းနေပါလိမ့်မယ်။နောက်ပြီး S400 unit တွေကိုစဝေးစွာဖြစ်စီပါလိမ့်မယ်။ Lanterus 9စနစ်ကဂျိုလူအချက်လက်တွေမြေအောက်ခံတက်အတွင်ပါဝါပြောင်းလဲမှုတွေကိုပြသခဲ့ပါတယ်။ဒါကမီးစက်တွေတနည်းကုန်လဲပတ်နေတယ်ဆိုတာကိုသက်သေပြနေတာပါ။ထောက်လန်းကြီးကမြေအောက်မှာဒေါ်လာတန်း200ဘူးလောက် drone ဖြစ်စီပြီးအနည်းဆုံးရှိနိုင်တယ်လို့ဆိုပါတယ်။ ကြောင်ရင်သူတွေကပြစ်မှတ်ကိုဓာတ်ရိုက်ထိမှန်မှုတစ်ခုကရုရှားရဲ့တောင်ပိုင်း drone ကွန်ရက်ကိုရက်60ကြာရက်တန်းစေနိုင်တယ်လို့ယောင်ကြည့်ခဲ့ပါတယ်။ဒါကယူကရိန်းစစ်သားတပ်တောင်းကိုကယ်တင်နိုင်ပါလိမ့်မယ်။အခန်းကလည်းတိတ်ဆိတ်နေတာပေါ့။ projector တွေနဲ့ keyboard တွေသာစူညံတာထွက်နေတာပါ။23နာရီမိနစ်50မှာနောက်ဆုံး coordinate ကိုသတ်မှတ်ခဲ့ပါတယ်။မြောက်ဖက်48.51 degree အရှိတ်34.5850 degree ပါ။ဂျက်လီ25စီဘုံ49ကိုတော့ပြစ်လို့ပို့အတင်ပြင်ထားပြီးပါပြီ။ ရေတွက်မှုကပြန်တက်ဖို့အတွက်တသက်မဟုတ်ပါဘူးဒါစစ်ပွဲမှာ NDA အရှိဆုံးဆုံးဖြတ်ချက်တွေကတခုအတော့ပါမနက်4:28မိနစ်မှာစစ်ပရေရှားဆက်ယုံရဲ့အနောက်မြောက်ဖက်7မိုင်အကွာမှာဂျက်လီရင်တွေဖွဲ့စည်းခဲ့ပါတယ် F15E25 စီဟာဖွဲ့လိုက်ပြန်တန်းနေခဲ့ပါတယ်သူတို့ရဲ့ခေါ်ဆိုမှုတင်ဂီတာတွေက Iron 1ကနေ Iron 25အထိပါဂျက်လီရင်တစည်းချင်းစီဟာဘုံတွေမိတော့တွေနဲ့တံပြန်ကာကွယ်ရေးပစ္စည်းတွေ4500ကီလိုဂရမ်လောက်ကိုတည်ဆောင်ထားတာပါ PD2 drone 54စင်းဟာအုပ်စုဖွဲ့ပြီးပြန်တန်းခဲ့ပါတယ် တို့ကထောင်ထဲချီတဲ့အတူရောင်အချက်ပြမှုတွေကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီအချက်ပြမှုတွေကတစေပြမှတ်တွေလိုမျိုးပေါ်လာခဲ့တာပါ။ drone တွေကဒိုင်းကတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ဒိုင်းကအတွင်မှာဘုံကျဲလင်းတွေရှိပါတယ်။မနက်၄နာရီမိနစ်30မှာရုရှားရဲ့အချက်ပေးသံတွေထွက်ပေါ်လာခဲ့ပါတယ်။ပြင်းမှတ်49ခုဟာတို့ရဲ့ radar ပေါ်မှာရုတ်တရက်ပေါ်လာခဲ့တာပါ။ရုရှားမြောက်ခတ်တပ်တွေအတွင်မှာရှုပ်ထွေးမှုတွေစတင်ခဲ့ပါတယ်။ S400 battery နှစ်ခုကပြင်းမှတ်ကိုထိန်းထားခဲ့ပါတယ်။တို့ကကြားဖြတ်ဒုံးကျည်24စင်ပြုတ်လုပ်ခဲ့တာပါ။ဒုံးကျည်တစ်စီးချင်းစီဟာဒေါ်လာ၄သိန်းကုန်ကြပါတယ်။ ဒုံးကြီးတစည်းချင်းစီဟာ match 14နှုံနဲ့ပြန်တန်းခဲ့ပါတယ်။ Panzer S1 unit 6ခုကလည်းမီးဖွင့်ပစ်ခတ်ခဲ့ပါတယ်။သူတို့ကတမနစ်ကို23 mm ကြီးစံ1200နှုံနဲ့ပစ်ခတ်ခဲ့တာပါ။ကောင်းငင်ကတထုမုံနိုင်တစ်ခုဖြစ်လာပါတယ်။ပထမဆုံးနှောက်ရက်တဲ့အချက်ပြမှုတွေကိုထိမှန်ခဲ့ပါတယ်။စကန်60အတွင်းမှာပဲ PD2 drone 34စီးပြချခံခဲ့ရပါတယ်။သူတို့ကအမြောက်တွေနဲ့ဒုံးကြီးတွေကဖျက်ဆီးခဲ့တာပါ။ ပေမဲ့လည်းဆက်လက်ပြန်တန်းနေတဲ့ drone တွေကတော့သူတို့ရဲ့ mission ကိုဆက်လက်လှုပ်ဆောင်နေကြပါတယ်။သူတို့ဟာနှောက်ယှက်မှုတွေဆက်လုပ်ကြပါတယ်။အတူရောက်အရေးတွေကိုဆက်လက်ဖမ်းနေပါတယ်။ရုရှားရေဒါကိုအတုံးမှွန်တဲ့လမ်းကြောင်းအများပြစီအချက်လက်တွေခွဲထုတ်စေပါတယ်။အဲဒီနောက်မှာတော့ F15 ဂျက်လေး25စီအလုံးထိုးဆင်းလာကြပါလိမ့်။ရှေ့မှာပြန်တန်းတဲ့အတူရောက် drone တွေမရှိတော့ပါဘူး။အမြန်နှုံးနဲ့ရှင်းလင်းတဲ့ရွေးချယ်ချက်တွေသာရှိပါတယ်။စက္ကန့်60အတွင်းမှာရုရှားရဲ့ S400 ရေဒါကဝင်ပြီးသွားပါတယ်။ ဖန်ဆက်စနစ်တွေကတော့သူတို့ဖတ်လို့မရတဲ့အတူရောင်အချက်ပြားမှုတွေနဲ့ပြည်နေခဲ့ပါတယ်ပြီးတော့အရာလုံးတိတ်ဆိတ်သွားကြပါတယ် GBU 72ဘန်ကဖြတ်ပုံ16လုံးကိုပြစ်ထုတ်လိုက်ပါပြီ။ဘုံတလုံးချင်းစီဟာ2260 kg အလေးချိန်ရှိပါတယ်။သူတို့ဟာပါလွာတဲ့တိန်တွေကိုဖြတ်ပြီးမြေအောက်ထိန်းချုပ်ရင်စန္ဒာစီကိုကြာဆင်းသွားခဲ့ပါတယ်။ပထမဘုံကမနက်4မိနစ်33မိနစ်မှာထိမှန်ခဲ့တာပါ။ကိုကေအေးစန္ဒာကမြေအောက်မီတာ30မှာရှိပါတယ်။ပထမဆုံးထိမှန်မှုကိုခံခဲ့ရပါတယ်။ ပြီးတော့ဒုတိယမြောက်ထိမှမူခဏကြာပြီးတော့အစာအုပ်တစ်ခုလုံးပောက်ကွဲသွားခဲ့ပါတယ်။ပောက်ကွဲမှုကလည်း TND 120တန်လောက်အထိပြင်းထန်ခဲ့ပါတယ်။ရုရှားရဲ့မြေရောက်ခန့်တဲ့အတွင်းမှာတော့ server 200ဂျိုလူချိတ်ဆက်ရေး12ခုနဲ့ဒါလာတန်900တန်မှုရှိတဲ့ drone ထိန်းချုပ်ရေးစနစ်တွေဖျက်ဆီးခံရပါတယ်။နောက်ထပ်ပောက်ကွဲမှုတွေလည်းဆက်ဖြစ်ခဲ့ပါတယ်။အရန် drone 480စီတိုလာမှု unit 30နဲ့ဆက်သွယ်ရေးစကန်14ခုဟာ2800ဒီဂရီစင်နီဂရိတ်အထိရောက်သွားတဲ့မီးထဲမှာလောင်ကျွမ်းခဲ့ပါတယ်။ဒုတိယအဆင့်ကအရန် area ကိုထိမှန်ခဲ့တာပါ။ drone စီတိုးလောင်းရုံပောက်ကွဲခဲ့ပါတယ်။ရုရှားဝန်ထမ်း146ဦးအချက်ချင်းသေဆုံးခဲ့ပါတယ်။အရာရှိတွေ engineer တွေနဲ့ drone မောင်းနှင်သူတွေလည်းသေဆုံးခဲ့ပါတယ်။နောက်ထပ်လူပေါင်း210လောက်ဒဏ်ရာရရှိခဲ့ပါတယ်။ရုရှားဖျက်ဆီးခဲ့ရတဲ့စက်ပစ္စည်းတွေအတွက်ဒေါ်လာ1.4ဘီလီယံဆုံးရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရတာပါ။ယူကရိန်းတောင်ပိုင်းက drone ကွန်ရက်ဟာ6မိနစ်အတွင်းရပ်တန့်သွားခဲ့ပါတယ်။မရှင်ပြီးဆုံးသွားတဲ့အခါ Iron 1ကလှည့်ထွက်သွားပါတယ်။ကောင်းငင်ကစစ်မြေပုံတစ်ခုလိုမြင်ရပါတယ်။ဒါအနေထွက်ချိန်မဟုတ်ပါဘူး။ ဒါရုရှားရဲ့ drone ကုကေးအုံနောက်ပြိုကျခြင်းပါအန်နီရဲ့အရှိဆုံးအစိပ်ပိုင်းကတိုက်ခိုက်မှုမဟုတ်ပါဘူးမီဂိုရိငိမ့်သွားပြီးတဲ့နောက်ရုရှားရဲ့တုံ့ပြန်မှုဖြစ်ပါတယ်မနက်6:10မိနစ်ကနေ7:45မိနစ်အထိကုကေးမီအောက်ခံခန့်တက်အတွင်မီးလောင်ကျွမ်းမှုနောက်ဆုံးငိမ့်သွားတဲ့အခါမော်စကိုကသူနားမလည်နိုင်တော့တဲ့စစ်မြေပြင်ကိုကြီးခဲ့ပါတယ်ဒုံးမနစ်အတွင်းမှာရုရှားအင်ဂျင်နီယာတွေက14လအတွင်းတိစောက်ခဲ့တဲ့အရာတစ်ခုကိုတိုက်ခိုက်မှုကဖျက်ဆီးပစ်ခဲ့ပါတယ်ဒါယူကရိန်းတောင်ပိုင်းမှာရှိတဲ့ရုရှားရဲ့ drone စစ်စင်ကြီးတွေရဲ့၄၀ခန်းလုံးနီးပါးကိုထိမ့်ချုပ်ခဲ့တဲ့ drone အယုံကြောဗဟုချက်ဖြစ်ပါတယ်။နေရွက်ချိန်မှာပျက်စီးဆုံးရှုံးမှုတွေရဲ့စစ်မှန်တဲ့အရွယ်အစကရုရှားရဲ့အစီရင်ခံစာတွေမှာစတင်ပေါ်ပေါက်လာပါတယ်။ပထမတော့တိတ်ဆိတ်တဲ့အစီရင်ခံစာတွေပါပြီးတော့ပုံများလာခဲ့ပါတယ်။ဆုံးရှုံးမှုတွေကလည်းပိုကြီးလာပါတယ်။အစောပိုင်းအရေးပေါ် message တွေကရုရှားဝင်တဲ့146ဦးသေဆုံးပြီး210ကျော်ဒဏ်ရာရတယ်လို့ဆိုပါတယ်။အကြီးတန်း drone ကောင်းဆောင်တွေ electronic စစ်ပွဲဝင်နှန်းတွေနဲ့ဂျိုးတူမောင်းနှင်သူတွေပျောက်ကွယ်သွားခဲ့ပါတယ်။နောက်ပိုင်းပြည်တွင်းအစိုးရအခမ်းအနားတစ်ခုကမြေရောက်ခံတဟာအမှုပြန်သွားတယ်လို့ဆိုပါတယ်။ UK ဆာဗာ200တဲ့ကဘာတစ်ခုမှမကြံခဲ့ပါဘူးဒေါ်လာတန်130တန်းမှုရှိတဲ့ဂျိုလူလွှဲပြောင်းရေးစင်တာဟာကျင်းထဲမှာအရေးပြောသွားခဲ့ပါတယ်ပစ္စည်းကရိယာဆုံးရှုံးမှုတွေကလည်းကြီးမာပါတယ်ထောက်လိုင်း drone တွေအပါအဝင် drone ပေါင်း230လောက်ကိုဖျက်ဆီးခံခဲ့ရတာပါလောင်စာစီပုံးတွေတစ်ခုပြီးတစ်ခုပေါက်ကွဲခဲ့ပါတယ်လောင်စာစီ32တန်းဟာ7မိနစ်အတွင်းလောင်ကျွမ်းခဲ့ပါတယ်ပေါက်ကွဲမှုကစာဝတ်ထားတဲ့ data ချိတ်ဆက်မှု14ခုကိုလည်းဖျက်ဆီးခဲ့တာကြောင့်တောင်ပိုင်း UK ဌာနကို Melitopol Badran နဲ့ ထိုမတ်မှာရှိတဲ့ဒရုန်းမောင်းနှင်သူတွေနဲ့အဆက်အသွယ်ဖြတ်တောက်စေခဲ့ပါတယ်။ဒါပေမဲ့အစိုးဆုံးအနေနဲ့ကတော့ရုရှားဟာသူ့ရဲ့အမြင်စွမ်းရည်ကိုဆုံးရှုံးခဲ့တာပါ။ဇီဘိုရီရှားကုကေးစကန်မရှိတော့တဲ့အခါမော်စကိုဟာမိုင်60ရှေးလျားတဲ့စစ်မြေနာတလျှောက်လုံးမှာသူ့ရဲ့ဒရုန်းထောက်လိုင်းရဲ့89ရာခိုင်နှုန်းကိုဆုံးရှုံးခဲ့ရပါတယ်။အမြောက်တံပြန်ချိန်ဟာမိနစ်ပိုင်းကနေ2နာရီကျော်တဲ့အထိနှိပ်ကွေးသွားခဲ့ပါတယ်။ရုရှားစစ်မှုတွေမှာမြေပြင်ကနေအချက်ပြပေးသူတွေနဲ့အပူချိန်ကင်မရာအနှဲငယ်သာကြန့်ရှိခဲ့ပါတယ်။ ဂျာပြဖမ်းယူရရှိခဲ့တဲ့ message တစ်ခုမှာတော့ရုရှားအရာရှိတူကသူတို့ဟာလုံအောင်မင်းမင်းဖြစ်သွားခဲ့တယ်လို့ပြောပါရယူကရိန်းကျွမ်းကျင်သူတွေကနောက်ပိုင်းမှာရုရှားရဲ့စုစုပေါင်းဆုံးရှုံးမှုကဒေါ်လာ1.4ဘီလီယံကျားရှိတယ်လို့ခန့်မှန်းခဲ့ကြပါရယ်ဒါစစ်ပွဲအတွင်းဈေးကြီးဆုံးအခြေခံအဆောက်အအုံဖြစ်စီမှုပါခွဲကြံစိတ်ပြသူတွေကဒီစက်ရုံကိုပြန်လည်တိစောက်ဖို့အတွက်12လကနေ17လကြာမြင့်နိုင်ပြီးစစ်အတွင်းမှာမဖြစ်နိုင်တဲ့ထောက်ပံ့ပို့ဆောင်ရည်ပြည်ပြည်ဆုံးမှသာဖြစ်နိုင်မယ်လို့ပြောကြပါရယ်ကျွမ်းကျင်သူတွေကရုရှားဟာတမန်တော်ထဲမှာပဲ drone တပ်ရင်တုံးရင်နဲ့ညီမျှတဲ့ပမာဏကိုဆုံးရှုံးခဲ့တယ်လို့ပြောပါရယ် ဒီဆုံးရှုံးမှုရဲ့တန်ဖိုးဟာဒေါ်လာ1.4ဘီလီယံကျော်ရှိပါတယ်။ဒါပေမဲ့ပိုးပြီးနည်းနည်းကုန်ကျစရိတ်ကတော့အချိန်ပါ။ကာကွယ်ထားတဲ့မြေရောက်ခံတပ်တစ်ခုကိုပြန်လည်တိစားဖို့ဂျိုလူချိတ်ဆက်မှုတွေပြန်လည်ပြုပြင်ဖို့နဲ့ဆုံးရှုံးသွားတဲ့ drone တွေကိုအစားထိုးဖို့၁၂လကနေ၁၈လအထိကြာမြင့်ပါလိမ့်မယ်။စစ်ပွဲအတွင်းမှာရှိတဲ့စစ်တပ်ဘယ်တစ်ခုကမှဒီလိုတိုက်စိတ်မှုကိုမခံနိုင်ပါဘူး။ယူကရိန်းအတွက်သင်္ကန်းစားကအာဏာအကြောင်းသတ်မှတ်ပါအောင်။ဒါတိကျမှုအကြောင်းပါ။ဂီယိုဒဆိုက်စီစဉ်ထားတဲ့တိုက်ခိုက်မှုတစ်ခုကစစ်ပွဲတစ်ခုလုံးကိုပြောင်းလဲပြင်နိုင်ပါရဲ့။ ဂျယ်လီ25ဆင်းဟာအလှော်လိုက်အသေးခံလေချောင်းရံကာကွယ်စနစ်ထဲပြန်တန်းဝင်ရောက်ပြီးရုရှားကထိလို့မရဘူးဆိုတဲ့ယုံကြည်ထားတဲ့အရာတစ်ခုကိုဖျက်ဆီးခဲ့ပါတယ်။ဒါကယိုရှင်းတဲ့အမှန်တရားတစ်ခုကိုလည်းပြသနေပါတယ်။ရုရှားမှာ drone တွေအများအပြားရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့ကိုကေးအုံနောက်တည်ဆုံသွားရင် drone အုပ်စုတစ်ခုလုံးတည်ဆုံသွားမယ်အကြောင်းဘာသာပြန်အနေနဲ့ဖျော်ဖြေအဖြစ်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။